အခုကျွန်တော်ရွှေဒဂုံစီရောမြကြီးကိုလက်ဝဲရဲ့အတိုင်းလိုက်လံဖူးမြော်နေတာဖြစ်ပါတယ်အခုကျွန်တော်ဖရားရင်မြင်တော်ပေါ်မှာဖရားစုတွေတစုပြီးတစုဖူးမြော်လာလိုက်တာအခုကျွန်တော်ကတနင်္ဂနွေသားဆိုတော့တနင်္ဂနွေနေ့နံတောက်ကိုရောက်ရှိရောကျွန်တော်ဖရားရည်တက်ပဲဦးမယ်နော် ဂျိုတိုင်းမှာရေသက်ပဲပြီးပြီဆိုတော့ကျွန်တော်ဖျားကတော့လိုက်အောင်မယ်နော် နေကပြန်ပွင့်လာတော့လေရင်းမြင်းတော်ပေါ်မှာပူလာပြီဒီလိုနဲ့ပဲကျွန်တော်ဖះဆက်ပူလာလိုက်တာအခုမြင်တွေ့ရတာကတော့ပွင့်လေပြီးတော့မြတ်စွာဘုရားကိုတော်မြတ်တစုဖြစ်တဲ့ကကုတံမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးကိန်းဝတ်စင်ပေရာចောင်းတော်ဖြစ်ပါတယ်ဒီကျောင်းတော်ပေါ်မှာလဲရှင်အောင်ဗုဒ္ဓရုပ်ဘွားတော်မြတ်များနဲ့အတူကကုတံဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ဗုဒ္ဓရုပ်ဘွားတော်မြတ်ကိုလည်းဖူးမြော်တွေ့ရှိရမှာဖြစ်ပါတယ်။ ခုမြင်တွေ့ရမှာတော့တနင်္လာနံတော့တနင်္လာနံဂျူခုံပဲဖြစ်ပါတယ်တနင်္လာနေ့မှာမွေးဖွားကြတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကြည့်ရှုသူများရီမန်းရေဖူးမြော်နိုင်ရန်အတွက်ပါ ကဲဒါဆိုကျွန်တော်နဲ့အတူတူအရှိတ်မုတ်အရှိတ်ဆောင်းနှန်းလေးကိုဆင်ကြည့်ကြမယ်အရှိတ်မုတ်အရှိတ်ဆောင်းနှန်းလေးမှာတော့လေသူကဈေးဆိုင်ကြီးအများဆုံးပဲเนาะပြီးတော့သူကဗုဒ္ဓရုပ်ပွားဆင်းမှုတော်တွေရောင်းတဲ့ဆိုင်တွေကအများကြီးပဲခမအရန်လဲတက်ပယ်ဖို့ကောင်းတယ်အရန်လဲဟိုဗုဒ္ဓရုပ်ပွားတော်မြတ်တွေကကြီးညိုစရာကောင်းတယ်ဗောနော်အဲရောင်းချနေကြတာတော့အမျိုးဆုံးပါပဲဒီမှာတော့ကျွန်တော်တို့ငယ်ငယ်လေးကတည်းကချွေတကုံဖျားသွားရင်ဝယ်နေကြစော့နေကြစက်ကူမြင်းရုပ်တို့နွားရုပ်တို့ဗောနော်အဲ့ဒါလေးတွေကလေဟိုးငယ်တုန်းကအချိန်တွေကိုပြန်ပြီးတတိယစီတယ် ဟိုကျွန်တော်တို့ငငယ်တုန်းကဆိုလို့ရှိရင်လေဖះသွားပြီးပြန်ရင်အဲ့ဆက်ကူနဲ့လှုပ်ထားတဲ့အယုတ်ဒီဇီးကွက်တွေပြစ်တိုင်းတောင်တွေမဝယ်ရရင်လေငိုယိုနေတာတခါတည်းအမေတွေဖေတွေကိုကြီကြပြီးရောလေအခုအဲ့နွားယုတ်ကလေးတွေကလေချစ်စရာလေးတွေနော်ဒါပေမဲ့ဘယ်သူမှဝယ်ယူတာတိတ်မတွေ့တော့ပါဘူးလက်ဆောင်ပစ္စည်းကလေးကစားစရာဒီမှာတော့ဂျိတ်တို့အဝတ်အထည်ရောင်းချတဲ့ဆိုင်တွေကအစားတွေ့ရပါတယ်ဒီမှာတော့ဗုဒ္ဓရုပ်ပွားဆင်းလူတော်တွေရောင်းချတဲ့ဆိုင်မှာဒီလိုဆိုင်တွေကအများကြီးပဲเนาะအရှိတ်မှုံပါလေ ဒီကနေ့ဆရာတော်ရဲ့ဘွဲတစိတ်တော်ဆက်ကပ်ပွဲအခမ်းအနားကိုလာတဲ့အခါမှာတခြားဆရာတော်ရဲ့အလှရှင်တကာတွေကလည်းသူတို့ကားနဲ့သူတို့လိုက်လာပါတယ်ဒါပေမဲ့သူတို့ကတော့အခမ်းအနားကိုလိုက်လာတာမဟုတ်ပါဘူးဒီရှူတကုံဘုရားအရှိဘတ်မုံမှာစင်းနုတော်တဆူဆရာတော်ဘုရားကျောင်းအတွက်ဆက်ကပ်လှူဒါန်းဖို့အတွက်လာပင့်တာဖြစ်ပါတယ်ကျွန်တော်အဲ့စင်းနုတော်ဝယ်ယူတဲ့ဗီဒီယိုလေးတော့အရန်ရှည်လို့မထည့်လိုက်ပါဘူးနောက်မှပဲ short video လေးပဲဖြစ်ဖြစ်ကျွန်တော်ပြုလုပ်ပြီးတော့တင်ပေးပါမယ် ဒီမှာဆိုရင်လည်းជីနဲ့ပတ်သက်တဲ့ဟာလေးတွေជីစီတို့ပြီးလို့ရှိရင်ជីခေါင်းလောင်းပြီးလို့ရှိရင်ဖျောင်းနိုင်ထွန်းနဲ့ဟာအစုံမဲ့နော်ဒီမှာနိဗ္ဗာန်ကုံမျိုးစုံဒီမှာရောင်းချပါတယ်တိုက်တိုက်ဆန်ဆိုင်မဲ့ကျွန်တော်ဆင်းသွားတဲ့အချိန်မှလေဒီမှာရှင်လောင်းလှဲ့လာတဲ့ရွှေတုံဘုရားကြီးကိုတပတ်ပတ်ဖို့ထင်တယ်အရှိဘမိုးကနေပြီးတော့ရှင်လောင်းလှဲ့တဲ့အဖွဲဝင်ရောက်လာတာတွေ့ရပါတယ် နေရပူတော့ရှင်လောင်းလေးလည်းမချောင်ဘူးရှင်ဘရင်အဝယ်စားတယ်နဲ့ဩဒီမှာနှစ်သမီးနားသားမဲ့သူကဲဒါကတော့ရှူရကုံဖျားရှေ့ဘက်မဟုတ်ပါနိဗ္ဗာန်ကုံမျိုးစုံကိုဝယ်ယူရရှိနိုင်ပါတယ်ဖျားစင်းလူတော်မျိုးစုံကိုလည်းပူဇော်ခံပင့်ဆောင်နိုင်ပါတယ် ဖျားဆင်းမှုတော်တွေတော့လေတော်တော်လေးကိုတတ်ပေတယ်လို့ပြောရမယ်မီးရောင်အောက်မှာလေးရွှေရောင်ဝင်းပြီးတော့လေဒီမှာတော်တော်လေးကိုလည်းများတယ်တော်တော်လေးကိုလည်းတတ်ပေဖို့ကောင်းပါတယ်ဒီမှာဖျားပင့်ခြင်းရလာပင့်ပါဖျားလာပင့်နိုင်ပါတယ်နော်ဒါကားအတွက်လည်းဖျားကား dashboard ပေါ်မှာထားတဲ့ဖျားလေးတွေကအစအသေးလေးတွေကအစအကုန်စုံရှိတယ်ဒီအရှိတ်ဆောင်တန်းမှာလေအများကြီးပဲဆိုင်နေလဲတအားများတာ ဖျားစင်းနူတော်ပူဇော်ပင်းဆောင်ဖို့ရောင်းတဲ့ဆိုင်လေးမှာတော့တကယ်အများကြီးပဲဒီမှာတော့လေကြေးစင်းနူတော်အမျိုးမျိုးပဲကြေးနဲ့ပတ်သက်တဲ့လေကြေးတောက်တော်ရေခွက်ကြေးသပိတ်ကြည်ဖျောင်းနိုင်ထွန်းတဲ့ဟာအဲ့လိုမျိုးဟာဒီအများကြီးပဲပေါ့နော်အများကြီးရောင်းချတာပါဒီရွှေတကုံဘုရားအရှိတ်မုတ်ဆောင်နှမ်းပါခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့ဘုရားရင်မြေပေါ်ပြန်တက်မယ်နော် ယ်ဒီမာကတော့အင်္ဂါနံအင်္ဂါတောက်ပါခင်ဗျာအင်္ဂါနေ့မွေးဖွားတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကြီးရှိသူများအတွက်ရီမှန်းပြီးဖူးမြော်နိုင်ရန်အတွက်ပါခင်ဗျာ ကဲအခုမြင်တွေ့ရမှာတော့ဗုဒ္ဓဟူးနံဗုဒ္ဓဟူးဂျိုကုံဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဟူးနေ့မှာမွေးဖွားကြတဲ့ကျွန်တော်ရဲ့ကြီးစုသူချင်းမိတ်ဆွေများအားလုံးကြည်မှန်းပြီးဖူးမြော်နိုင်ရန်အတွက်ပါခင်ဗျာဗုဒ္ဓဟူးဂျိုကုံရဲ့မျက်စောင်းတို့အရှိတ်ဘက်မှာတော့တောင်ဘက်မုတ်တောင်ဘက်ဇောင်းနှန်းရှိပါတယ်ခင်ဗျာတောင်ဘက်မုတ်တောင်ဘက်ဇောင်းနှန်းကိုတော့ကျွန်တော်မစင်းတော့ပါဘူးအပေါ်ကပဲကျွန်တော်လှမ်းပြီးတော့ရိုက်ပေးလိုက်ပါတယ် ီတောင်မတ်မုတ်တောင်မတ်ဆောင်းနှန်းကကြတော့ရောင်းဆိုင်တွေတိတ်မရှိဘူးပေါ့နော်ဖျားပန်းရောင်းတဲ့ဆိုင်တွေနဲ့သူကမြောက်ဖက်မုတ်လိုပဲအဲလက်ဆောင်ပစ္စည်းလေးအနှဲငယ်ရောင်းချတဲ့ဆိုင်လေး၃လေးဆိုင်အဲ့လိုမျိုးလေးတွေပဲရှိပါရဲ့နော်ဆန်းနှန်းကတော့မြောက်ဖက်ဆောင်းနှန်းလိုပါပဲဆိုင်တွေပါပဲပန်းဆိုင်တွေအမှတ်တရဖျားပစ္စည်းဆိုင်မျိုးတွေပါဒါဆိုရင်ရင်းမြစ်တော့ဘူးပြန်သွားမယ်နော် အဲတောင်ပန်းမုတ်ရဲ့အရှိတတဲ့မှာကတော့ပွင့်လီပြီးတော့ဘုရားရှင်ကိုရောင်မြကြီးတဆူဖြစ်တဲ့ကောနာဂုံရက်စွာဘုရားရှင်ကိုရောင်မြကြီးရဲ့ရုပ်ဘွားတော်မြတ်ကိန်းဝတ်ဆံပေရာအကြောင်းတော်ရှိပါတယ်ခင်ဗျာကျွန်တော်ဖူးမြော်လိုက်ပါဦးမယ် ဒီចောင်းဆောင်မှာလဲရှင်ဟောင်းဘုရားရုပ်ဘွားတော်រីနဲ့အတူកောနာကုံမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရုပ်ဘွားတော်မြတ်ကြီးကိုအပူဇော်ခံထားတာဖြစ်ပါတယ်သနောဆုံး အခုမြင်တွေ့ဘူးမြော်ရမှာတော့ကြောက်စိမ့်နဲ့ထုစစ်ထားတဲ့ကြောက်စိမ့်ဖရာကိန်းဝတ်ဆံမြန်းနဲ့မှန်ကြောင်းတော်ပဲဖြစ်ပါတယ်နောင်ရရာမွေသူအနာဂတ် အခုအရှိမအမြင်တွေ့ရမှာတော့စနေနံစနေထောက်ပဲဖြစ်ပါတယ်ခင်ဗျာ စနေနေ့မှာမွေးဖွားကြတဲ့ကျွန်တော်ရဲ့ကြီးစုသူချင်းမိတ်ဆွေများအားလုံးရီမှန်းရေးဖူးမြော်နိုင်ပါတယ်ခင်ဗျာ စနီနံစနီထောင်းရဲ့အရှိတ်မျက်ဆောင်တို့ဘက်မှာတော့ရွှေကုံဖျားရင်မြင်တော်ပေါ်မှာအယံနာမည်ကြီးပြီးတော့အတိတ်ထံဒီပတိစိတ်ဓာတ်ဒီအများဆုံးလာရောက်ပြုလုပ်ကြပြီးတော့အယံလဲဆူတောင်းပြည့်တဲ့ဖျားရှိပါတယ်အဲ့ဒါကတော့နေလတစောင်းမှာရှိတဲ့နေလဖျားပဲဖြစ်ပါတယ်ခင်ဗျာအခုဒါဆိုရင်နေလဖျားကိုကျွန်တော်နဲ့အတူတူတွေ့ဖူးကြမယ်နော်ရင်များစွာဖွံ့ဖြိုးကြသည် အခုဖူးမြော်ရတာကတော့နေလဖရားပဲ ဖြစ်ပါတယ်နေလတစောင်းမှတည်ရှိတဲ့နေလဖရားအကြောင်းဆောင်ဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်ဘုံကြီးရဟန်းသီလရှင်ပြီးလို့ရှိရင်သူတော်စင်တွေအကုန်လုံးလေလာပြီးတော့ဆူတောင်းဒိဋ္ဌန်တွေပတိတွေစိတ်ကြတယ်တရားတွေထိုင်ကြတာကိုတွေ့ခဲ့ရပါတယ် ဒီနီလာဘုရားရဲ့အရှိတ်ဘက်မှာတော့လေဒီမှာညောင်ပင်တပင်ရှိတာပေါ့နော်ဘောရီညောင်ပင်ပါပဲသူကညောင်ပင်အပင်ရဲ့အရှိတ်ကလေးဒီမှာတအားအေးတော့လေဒီမှာဘုရားဘူးပြည်သူတွေဓာတ်ပုံဆရာတွေအကုန်လုံးကလေဒီမှာပဲထိုင်ပြီးတော့အနားယူနေကြတာပေါ့နော်အေးတဲ့ခါကျတော့ဒါဆိုရင်ကျွန်တော်ဖျားတစ်ဖက်လည်းပြည်လာခဲ့ပြီเนาะဒါပေမဲ့ကျွန်တော်အခုအနောက်ဘက်မုတ်ကိုမရောက်သေးဘူးအနောက်ဘက်မုတ်အနောက်ဘက်ဆောင်းနှန်းကိုကျွန်တော်တစ်ချက်လောက်တွားကြည့်လိုက်ပါဦးမယ် အခုမြင်တွေ့နေရတာကတော့ဂျာတာဘရင်းနံဂျာတာဘရင်းတောက်ဖြစ်ပါတယ်ဂျာတာဘရင်းနေမှာမွေးဖွားကြတဲ့ကြီးစုသူကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးညီမှန်းပြီးဖူးမြော်နိုင်ရန်အတွက်ဖြစ်ပါတယ်ခင်ဗျာ ဂျာသာပတိဂျိုကုံနဲ့ကက်လျက်မှာတော့လေကျွန်တော်တို့ပွင့်လေပြီးတော့ဖះရှင်ကိုရောင်မြကြီးတဆူဖြစ်တဲ့ကတ္တဖဖះရှင်ကိုရောင်မြကြီးရဲ့ဘုရားရုပ်ဘွားတော်ကိန်းဝတ်ဆံမြန်းရာကျောင်းဆောင်ရှိပါတယ်ခင်ဗျာဒီမှာလဲရှီဟောင်ဘုရားရုပ်ဘွားတော်မြန်မာနဲ့အတူကတ္တဖဖះရှင်ကိုရောင်မြကြီးရဲ့ဘုရားရုပ်ဘွားဆင်းနူးတော်ကိုပူဇော်ခံထားတာဖြစ်ပါတယ် ဒီကတ္တပဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ចောင်းဆောင်ရဲ့အရှိတတဲမှာကတော့အနောက်ဘက်မုတ်အနောက်ဘက်ဇောင်းနှန်းတည်ရှိပါတယ်ခင်ဗျာအနောက်ဘက်မုတ်အနောက်ဘက်ဇောင်းနှန်းကတော့ကျွန်တော်သွားရောက်တဲ့အချိန်မှာမုံမှန်ပြင်ဆင်ခြင်းလုပ်ငန်းပြုလုပ်နေလို့လူလဲတိတ်မတွေ့ရပါဘူးအနောက်ဘက်မုတ်အနောက်ဘက်ဇောင်းနှန်းကနေဆင်းသွားရင်တော့ပြည်သူရင်မြင်ကိုရောက်ရှိမှာဖြစ်ပါတယ် ျွန်တော်တော့မနေနိုင်ဘူးဆက်လီကတစ်ခေါက်လောက်ဆင်းလိုက်တက်လိုက်တော့ကျွန်တော်စီးလိုက်ပါသေးတယ်ဒီအနောက်ဘက်ပုံအနောက်ဘက်ဆောင်းနှန်းကဆက်လီကဆောင်းနှန်းဖြစ်ပါတယ်ဆက်လီကနဲ့တက်ရတာပါမကျမ်းပါတဲ့သူတွေတကြီးရွယ်ဦးတွေအကုန်လုံးကအနောက်ဘက်ပုံအနောက်ဘက်ဆောင်းနှန်းကနေမှရှီရုံဘုရားရှင်မြေပေါ်ကိုတက်ရောက်ဖို့မျှော်ကြတာဖြစ်ပါတယ် ကဲဒါဆိုရင်ကျွန်တော်ရှူရကုံဖျားရင်မြင်တော်ပြန်ရောက်ပြီကျွန်တော်ရှူရကုံဖျားကိုလည်းလက်ဝဲရစ်တစ်ဘက်ပတ်ပြီးဖူးမြော်ခဲ့တာတစ်ဘက်ပြည်သွားပါပြီအခုဖူးမြော်ရတာကတော့ဗုဒ္ဓဆွေတော်ဘွားဆံမြန်းရာចောင်းဆောင်ဖြစ်ပါတယ် အခုဒီမှာမြင်တွေ့ရတာကတော့ Yahoo နဲ့ Yahoo တောက်ဖြစ်ပါတယ်ခင်ဗျာ Yahoo အချိန်အခါမှာမွေးဖွားကြတဲ့ကျွန်တော်ရဲ့ကြီးစုသူချင်းမိတ်ဆွေများအားလုံးညီမန်းပူးမြော်နိုင်ရတော့ပါခင်ဗျာ ဲ့ဒါဆိုချင်းမိတ်ဆွေများအားလုံးကိုနှုတ်ဆက်ဖို့အချိန်ရောက်ပါပြီကျွန်တော်လည်းဖျားဖူးတာတစ်ဖက်လည်းပြည်သွားပြီအခုဆိုရင်ကျွန်တော်မြောက်ဖတ်မုတ်ကိုပြန်လည်ရောက်ရှိလာပါပြီဟိုးမှာလှမ်းမြင်နေရတဲ့၆တောင်းပုံစံဧရိယာပေါ်မှာအောင်မြင်သွားနေမယ်ဖျားကတော့ပြီးတော့ကျွန်တော်ဓာလီကားနဲ့ပြန်ဆင်းတော့မှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ဒီဖျားဖူးပုံရိပ်ကလေးကိုမျှဝေခြင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ် ဒီဖျားဘူးပုံရိပ်ကလေးကရွှေတကုံစီရီတော်မြတ်ကြီးကိုမရောက်တာကြာပြီ ဖြစ်တဲ့အကြောင်းကြောင်းကြောင့်မဖူးမြော်ကြရတဲ့အဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်မများနဲ့အတူအူးဦးတော်တော်ကြီးကြီးပပဖူဖူဘွားဘွားများအားလုံးလည်းဒီဗီဒီယိုလေးကိုကြိုက်နေတတ်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြလို့တူဦးပြောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းအလင်းတင်သလိုဒီလိုမျိုးသွားလာပြတဲ့ဟာလေးတွေရိုက်ကူးပြီးတော့ကျွန်တော်မျှဝေပေးပါဦးမယ် အခုဒီရွှေဒဂုံစီရောမြကြီးရဲ့ပုံရိပ်များကိုမျှဝေတဲ့ဗီဒီယိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာဘိုင်တယ် 你也来做呗。